ီလူအုပ်ကြီးကတော့အဖွဲလိုက်အသင်းလိုက်ရန်ဖြစ်နေကြတာမဟုတ်ပါဘူးခမစေးမညောင်ဘောင်းဆောင်ထိုးထားပြီးစေးကြွားအင်းကြွားဖြစ်နေကြတာပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခမအခုမြင်တွေ့နေရတဲ့ဘုံကြီးចောင်းကြီးကတော့နှက်ခေါပထုံမြို့နယ်အတွင်းမှာတည်ရှိတဲ့ဝက်ဖန်ဖလာလို့အမည်ရတဲ့ဘုံကြီးចောင်းကြီးပဲဖြစ်ပါတယ်ဒီចောင်းကြီးကစေးမညောင်တွေအင်းအိုင်စမားတွေလှုပ်ပေးတဲ့ဆန်နှက်ဆောင်ဘုံကြီးចောင်းကြီးလည်းဖြစ်ပါတယ် အခုကျင်းပနေတဲ့ပွဲကတော့ဒီကြောင်းမှာသတင်းသုံးသွားတဲ့အင်းစမတွေကိုလောက်ကင်ဆောင်ရွက်ပေးတဲ့ဂိုင်းချုပ်ဆရာတော်ဖျားကြီးပြန်တော်မှုသွားတဲ့နှစ်ပတ်လည်အခမ်းအနားကိုကျင်းပနေတဲ့မြင်ကွင်းပဲဖြစ်ပါတယ်အခုဒီမှာမြင်တွေ့နေရတဲ့လူအုပ်ကြီးကတော့စေမင်းညောင်တွေအင်းစမတွေထိုးထားတဲ့ဆရာတော်ရဲ့တပည့်တွေပဲဖြစ်ပါတယ်။ဆရာတော်ရဲ့တပည့်တွေထဲမှာဆရာပြန်ဖြစ်နေတဲ့သူတွေနဲ့ဆရာတော်ကြီးပြန်တော်မှုသွားပြီမဲ့လည်းတပည့်တွေကရော့မသွားတဲ့အပြင်တစ်နှစ်ထက်တစ်နှစ်ထက်ပိုမိုပြီးတော့များပြားလာတယ်လို့လည်းသိရပါတယ်။ ဒီပွဲမှာဆိုရင်စေးမင်းညောင်ထိုးထားတဲ့သူတွေနဲ့သူတို့ထိုးထားတဲ့စေးမင်းညောင်တွေအလိုက်စေးကြွနေတဲ့သူတွေစေးကြွသူတွေကိုဆရာတော်ကြီးတွေကစေးဖြေပေးနေတဲ့မြင်ကွင်းတွေကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။စေးမင်းညောင်တွေထဲမှာဆိုလို့ရှိရင်ကြားစေးမင်းညောင်ဘီလူးစေးမြောက်စေးဝက်ခုံးမိချောင်းကြောင်အိမ်မြောင်စတဲ့ကိုကြားနေတဲ့စေးမင်းညောင်တွေကိုလည်းထိုးထားကြတယ်လို့သိရပါတယ်ခင်ဗျာ။ စေမိညောင်တွေထိုးထားတဲ့သူတွေအနေနဲ့လည်းဒီအရာတွေကိုတကယ်ယုံကြည်ပြီးတော့ဂိုင်းကျုပ်ဆရာတော်ဖះကသတ်မှတ်ထားတဲ့စီမီစီကန်းတွေကိုလိုက်လာနိုင်မှထိုးလို့ရတယ်လို့လည်းသိရပါတယ်။စေမိညောင်တွေကိုထိုးမဲ့ဆိုရင်အရက်သေးစားမတော့စားရဘူး၊သူများသားမယားမပြစ်မားရဘူး။ဒါအပြင်မစားတဲ့အသားတွေလည်းရှိတယ်။ဒါတွေကိုရှောင်ကျဉ်နိုင်မှထိုးလို့ရပြီးတော့စေစွမ်းနဲ့ထက်တယ်လို့ဆိုပါတယ်။ ဒီလိုစေးမင်းညောင်တွေကိုထိုးထားခြင်းဖြင့်ဘလို့အကျိုးကျေးဇူးလေးရှိလဲဆိုရင်တော့ NDA ကင်းတယ်ထိခိုက်ဘေးအန္တရာယ်ကြီးကြီးမားမားနဲ့ကြုံတွေ့ရင်လဲဘေးကင်းစွာနဲ့အသက်ဘေးကနေလွတ်မြောက်နိုင်တယ်လို့လည်းသိရပါတယ် စေးမညောင်တွေထိုးမယ်ဆိုရင်တတ်မှတ်ထားတဲ့စီကံတွေကိုလိုက်နာနိုင်မှာကိုကြိုက်နေတတ်တဲ့ကြားစေးမညောင်ပဲဖြစ်ဖြစ်မြောက်စေးမညောင်ပဲဖြစ်ဖြစ်ဘီလူးစေးမညောင်ပဲဖြစ်ဖြစ်ထိုးတာအကောင်းဆုံးပဲလို့လည်းပြောပါတယ်ခင်ဗျဒီလိုဟာဆိုရင်လည်းစေးမညောင်ကျေးဇူးကြောင့်ကြီးမားတဲ့အသက်ဘေးအန္တရာယ်ကနေလွတ်မြောက်လာတာ၄-၅ချိန်လောက်ရှိပြီလို့လည်းပြောပါတယ်တကယ်လည်းထိုင်းကစေးမညောင်တွေကအစမ်းလဲထပ်ပြီးတော့တတ်မှတ်ထားတဲ့စီမီစီကံတွေကိုဖောက်ပြန်ရင်လည်းခံရတာကလည်းကြောက်စရာကောင်းတယ်ဗျာ ဒီအင်းစမအနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ကိုတွေးဖြစ်ရတဲ့အကူကိုကျွန်တော်ပြောပြမယ်ဗျဒီထိုင်းမှာပဲပေါ့နော်အဲကျွန်တော်အတိတ်ငွေချင်းတယောက်ရှိတယ်ဒုက္ခနာကိုတကောလုံးပါဆိုလို့ရှိရင်ဒီထိုင်းကအင်းတွေထုတ်ထားတာတကောလုံးကိုပြည့်နေတာပဲဗျဒီထိုင်းမှာနာမည်ကြီးတဲ့ဒီအင်းစမတွေလောက်ကင်ပေးတဲ့ဆရာကြီးတွေဆရာပဲသူထုတ်ထားတာတနေ့သူရဲ့ကျွန်တော်ရဲ့ပြီးတော့နောက်ထပ်ကျွန်တော်ငွေချင်းတယောက်ရဲ့၃ယောက်ရေကူးကဲသွားပြီးရေသွားကူတာကျွန်တော်ကတော့ကျွန်တော်ကံနဲ့ အဲသူငယ်ချင်းတယောက်ကတော့အဲဒီအင်ထိုးထားတဲ့သူရဲ့သူငယ်ချင်းတယောက်ရဲ့စိုက်ကယ်တယောက်တစ်စီးနဲ့သူတို့ကအရှိရသွားတယ်အရေကွာကူးတဲ့အချိန်မှာဘိုးကမြွာရေကူးရပြီးတော့အင်ကိုပြန်လာတဲ့အခါမှာလမ်းမှာဘိုးကယွာတော့ဘိုးယွာတော့ဒီကတရလမ်းဆိုတာဘိုးယွာလို့ဆိုရင်ရှော့တယ်ပေါ့နော်စလစ်ဖြစ်ဖို့ရာခိုင်နှုန်းကများတယ်ဖြစ်ချင်တော့အဲဒီအင်တွေထိုးထားတဲ့သူငယ်ချင်းရဲ့စိုက်ကယ်အရှိကိုကားတစ်စီးကဖြတ်ဝင်လာအဲ့တော့သူကမြင်တဲ့အခါမှာကြောက်ကြောက်လန့်လန့်နဲ့ဆိုင်ကယ်ကိုသူ break ပိတ်အောင်လိုက်တာအချိန်ကလည်းပါနေတဲ့အခါကျတော့ slip ဖြစ်ပြီးတော့လမ်းမှာ ဆိုင်ကယ်နဲ့လူနဲ့ဘောလုံးလိုပဲဒီငါဘန်တော့လွေ့ပြန်မထွက်သွားတာကျွန်တော်ကတော့သူ့ကိုလုံးဝသိပြီးတော့ကျွန်တော်ထင်တာဘာကြောင့်လဲဆိုဆိုင်ကယ်ခမောက်တဲ့သူစောင့်မထားဘူးပေါ့နော်ဟိုဆိုင်ကယ်တစ်စီးနဲ့နောက်တဲ့တယောက်ကတော့ဘာမှမဖြစ်အဲ့ဒီအင်းဒီထိုးထားတဲ့သူငယ်ချင်းကလမ်းမပေါ်မှာဘောလုံးလိုပဲလင်းငါဘက်လောက်ပတ်ပြီးလွတ်ပြန်ထွက်သွားတာသူ့ဆိုင်ကနေစည်းပဲဖြစ်တာလေအဲ့တော့သိပြီးတော့ကျွန်တော်ထင်တာပေါ့အနောက်သွားကြည့်လိုက်တဲ့အခါကျတော့ဆိုင်ကရတော့ရကြမရှိတော့စုပ်ပြတ်တတ်နေဦးချိန်ကြီးလည်းအဲ့ဆိုင်ကကြီးကအခန်းမှာရှိနေတော့ပဲပြင်ရင်လည်းမပြင်နိုင်ဘူးပေါ့တော့ဈေးကလည်းကြီးတဲ့အခါကျတော့ဆိုင်ကကြီးဆိုတော့ အတုခဏကိုကြည့်လိုက်တဲ့အခါမှာဒိုင်းယာဒိုင်းချက်ကြီးကြီးမားမားဘာမှမရှိဘူးဗျာတတော်ကိုကျွန်တော်အံ့ဩပါတာပေါ့နော်ဒိုင်းယာဆိုလို့ဒူးကောင်းလေးပြဲသွားရုံလောက်လေးပဲရှိတယ်ဒီပြဲသွားတဲ့ဒိုင်းယာကလည်းပုံးပဲရုံလောက်လေးပဲကြီးကြီးမားမားချုပ်ရတဲ့အနေထားလောက်ထိရောက်သွားတဲ့ဒိုင်းယာမျိုးမဟုတ်ဘူးဗျာအတုကျွန်တော်ပြောပြတာပေါ့နော်သူ့ခဏကိုမှထိုးထားတဲ့ဒီအင်းလေးကြောင်းနဲ့ဂုလိုမျိုးသူ့အသက်ဘေးကနေပြီးလွတ်တာဆိုလို့ရှိရင်နှစ်ကြိမ်သုံးကြိမ်လောက်ရှိပြီဆိုပြီးတော့ကျွန်တော်ပြောပြတယ်ဗျာတကယ်ပဲဒီအင်းလေးကြောင်းပဲအသက်ဘေးကလွတ်သွားတာလားဒါမှမဟုတ်ရှင်တင်းနေမဲ့မစိသေးလို့ပဲ မသေးသေးတာလားတော့မပြောတတ်ဘူးပေါ့နော်တင်းနေမစီလို့မသေးဘူးဆိုရင်လည်းပေါ့နော်ခုလောက်ကြီးရဲ့ပြင်းအားနဲ့စိုက်ကယ်ပေါက်တဲ့အားကဒါကတည်းကကြီးကြီးမမတော့ရတော့နိုင်တယ်ပေါ့နော်ဒါပေမဲ့သူလုံးဝကြီးကြီးမမတိုင်ရမရဘူးပေါ့ဒါကတော်လေးဥမာအဟောစရာကောင်းတဲ့အချက်ပဲပေါ့နော်ဟုတ်ကဲ့ပါဒါကတော့ကျွန်တော်သူငယ်ချင်းတွေမှာအင်းသမားတွေထုတ်ထားတဲ့သူရဲ့ကျွန်တော်မြင်တွေ့ရတဲ့ကိုတွေးပြက်လေးပေါ့နော်ကျွန်တော်ရဲ့ညီကိုမောင်နှမတွေလည်းဒီထိုင်းမှာနေတယ်ထိုင်းကအင်းသမားတွေကိုထုတ်ထားတဲ့အခါမှာကိုယ်တိုင်ကြုံတွေ့ရတဲ့ ကြုံတွေ့မှုလေးတွေရှိလို့ရှိရင်လည်းကျွန်တော်ရဲ့ဒီလိုရဲ့ comment အောက်လေးမှာဆုနေခဲ့ကြပါဦးခင်ဗျာဗီဒီယိုလေးကိုဆုံးပြအောင်ညီပေးကြတယ်တယောက်စီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျာ